ဟုတ်တယ်ဇာမမင်္ဂလာပါသူတော့ဘန်အခုမှဖွင့်မှာနော်ဘန်မဖွင့်ရသေးပါဘူးရဲမတော်လားဘန်ဘန်ဖွင့်ရအောင်မတက်သေးဘူးခဏလေးပါ em khuyên bị bà bị hở bao nhiêu giờ bao nhiêu giờ bao nhiêu giờ hở bao nhiêu về gì muốn ta nói mười có mấy chiều lại má bao nào má nhiêu về gì muốn ta nói mười bao <laughs> nhiều giờ hở bao đây cả yêu giờ bảo bà bị không được mà mà <laughs> ကောင်းပါလေမမအားပါစေငါကျူလာဟန်နီမပေါ်ဘူး good evening မအောက်တော်မဒီနေ့စပီးဖတ်မှာကဆရာသာကနာရဲ့တင့်မနာနောင်ရှိကောင်းကြစီဒီစာကလေးရဲ့နောက်တစ်ပိုင်းဖြစ်တဲ့စနက်တန်ဖြစ်သွားသောစာကနာကိုဖတ်မှာဖြစ်ပါတယ်မင်းကအဲ စနစ်တန်ဖြစ်သွားတယ်ဆိုတဲ့ဟာလေးသူပြောခဲ့တယ်ပေါ့နော်ဟုတ်မအဲအဲလေးဟုတ်ရှိပါဖြစ်ဖြစ်စနစ်တန်ဖြစ်သွားတော့စာကနော်1984ခုနှစ်ကပြဿနာတွေထုတ်ထင်နေပါပဲ1984ခုနှစ်လွတ်လပ်ရေးနေ့ကွန်ပျူညင်ကိုရချင်ခဲ့တာကဇာကနရဲ့ယောဂါပါအထက်မှာတင်ပြခဲ့ပြီးတဲ့လူသမားရေးရနောက်ခံထားတဲ့ အငြိမ့်ကန်လောက်ချင်နေတယ်ကျွန်တော်ကိုတော်တော်ပြောခဲ့သလားတော်တော်စိတ်ဆင်းရဲခဲ့ရပါတယ်ရုပ်မြင်သံကြားငြိမ့်ကန်မှာလူဒန်းစား၃ရက်ပြောပြနေခဲ့ကြပါတယ်တပင်တယ်ရေအเจ้าသားတွေရဲ့စူးရဝင်နေနေရပါတော်ဝင်မပေးပဲလောက်တဲ့သူတွေကเจ้าသားပဲရှိတယ်ညီလူတိမြတ်တစ်ခုကိုမှတ်မှတ်တင်တင်ဖြစ်အောင်ဂုံပြူတင်ဆက်ခြင်းနဲ့လောက်ကဘသူခိုင်ခိုင်မခိုင်ခိုင်ပက်ဆံရရမရရလောက်ခြင်းနဲ့စိတ်ရှိတဲ့သူကအာမင်အောင်ကောင်းအောင်လုပ်မှာပါပဲအခုတော့ကိုလည်းမလုပ်သူများလောက်တာကိုလိုက်ဖြစ်တဲ့ဝင်နှန်းတွေတပင်တယ်ရေနဲ့တက်တယ်တို့တော့တာ ကျွန်တော်တို့ပါပဲခင်ဗျာလွတ်လပ်ရေးနေ့ဂုံပြုညိတ်အစီအစဉ်ဖြစ်မြောက်ခဲ့ဖို့အတွက်ကျွန်တော်တော်တော်ချိန်ပေးခဲ့ရပါတယ်လွတ်လပ်ရေးရပြီလို့တနိုင်ငံလုံးကိုကြေညာတဲ့အချိန်မှာဆရာရန်နိုင်စင်ရဲ့လွတ်လပ်ရေးတခြင်းနဲ့တနိုင်ငံလုံးကကုန်ခဲ့ကြပါတယ်1948ခုနှစ်နိုဘယ်မှာတရနေ့မှာမြန်မာနိုင်ငံရုပ်ရှင်နဲ့ပြဇာတ်ဌာနကိုဆရာကြီးဥညာလာခေါင်းဆောင်ပြီးဖွဲ့စည်းရပါတယ်အဲ့ဒီပြဇာတ်ဌာနရဲ့ဌာနမှူးကတော့ဆရာရကုံတင်ပါဆရာရန်နိုင်စင်ကအဲ့ဒီဌာနကဝန်ထမ်းမှာ1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာ လွတ်လပ်ရေးလဲရတော့မယ်လဲဆိုရောမြမတန်ကနေထုတ်လုပ်ဖို့လွတ်လပ်ရေးတခြင်းတွေကိုလိုအပ်လာပါတယ်။ဈာရွှေတန်ညွန့်ရဲ့လွတ်လပ်ရေးတခြင်းကဂျပန်ခေတ်ကပေးတဲ့ရွှေစင်လွတ်လပ်ရေးဖြစ်နေလို့တကယ်လွတ်လပ်ရေးတခြင်းကိုမှမြမတန်ကနေထုတ်လွှင့်သင့်ပါတယ်။ဒီတွင်ရုပ်ရှင်နဲ့ပြသဌာနကိုတာဝန်ပေးတဲ့အခါမှာဆရာကြီးဥညာနာကစာသားရေးပြီးဆရာညာနိုင်စင်ကအတန်းထည့်ပေးခဲ့တဲ့လွတ်လပ်ရေးဆိုတဲ့တခြင်းဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလွတ်လပ်ရေးတခြင်းကို1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မနက်6:20မိနစ်မှာမြန်မာလွတ်လပ်ရေးကိုကြေညာပြီးတာနဲ့မြန်မာအတန်းကနေတနိုင်ငံလုံးကိုထုတ်လွှင့်ပေးခဲ့ပါတယ်။ဆိုတော့ကတော့မေလမြန်မာဒီတခြင်းကိုပြန်လည်ဖော်ထုတ်ဖို့အတွက်ကျွန်တော်အချိန်တွေတော်တော်များများပေးခဲ့ရပါတယ်။ဘာကြောင့်ပြန်မဖော်ထုတ်တာလဲလို့အချိန်ချင်းစဉ်းစားခဲ့မိပါတယ်ဖြေမြခဲ့ပါဘူး။ရုပ်မြင်သံကြားရိုက်ကူးဖို့စီစဉ်တော့မှာပဲဖြေရသွားပါတော့တယ်။စင်စာပုတ်ဖွဲ့ဝင်ဇာတိဆရာကြီးတူကဒီ တချင်မလွင့်ဖို့ဥဆောင်ကန့်ကွက်တာကစတော့တာပါပဲလူပုဂ္ဂိုလ်ချင်းညိုတေးကိုတမိုင်းပြောက်ခံပြီးဘာကြောင့်ဖျောက်ချင်ကြမှာကျွန်တော်နားမလည်နိုင်ခဲ့ပါဘူးဒီတချင်နဲ့တရားဝင်ပတ်သက်နေတဲ့လူဆိုလို့သက်ရှိထင်ရှားဆရာရန်နိုင်စိန်တရားပွဲအဲ့ဒီချိန်တော့ငါရှိပါတယ်ဆရာကြီးညာနာဆရာကြီးတကုံးဆရာတင်တို့ကွဲ့လွန်ကုန်ပါပြီတေးသူကိုဘရော့မမပြိုင်နေမှာဒါပေမဲ့အနီဆရာကြီးကတော့ညိုကြီးကြီးနဲ့ကိုချိန်မုန်းတော့တာပဲကျွန်တော်တို့မှလည်းတကားမှမရဘူးတဲ့အဲ့ဒီတော့ငါပြန်ကြားရင်ဝင်ကြည့်ဦးအောင်ကျော်မြင့်ရဲ့အိမ်ကိုရောက်ပြီးရှင်းပြရတဲ့အထိ ဒီတချင်းတစ်ပုတ်အတွက်တိုက်ပွဲဝင်ခဲ့ရပါတယ်နောက်ဆုံးမှာဒီတချင်းကိုမြမရုံမြင့်တန်းကြောင့်မိုးနဲ့သူစာညိတ်ခန်းကနေပေါ်ထုတ်ခွင့်ရခဲ့ပါတယ်ဒါမဲ့ပြက်လုံးဝင်တော်တော်များများစင်စာဖြတ်ခံခဲ့ရပါတယ်ဆိုပါတော့ဆရာမြတ်ထံရဲ့ဂျပန်ခေတ်စစ်တပ်ကတို့အတွေ့အကြုံထဲမှာဗမာစစ်တပ်ကတို့ចောင်းသားတွေကိုဂျပန်ဘူးကအကြောင်းရှိចောင်းရှာပြီးပါလာရိုက်တဲ့အကြောင်းပါပါတယ်ဆရာမြတ်ထံကိုယ်တိုင်လည်းစာပေဟောပြောဝဲမှာဒီကြောင့်မကြမကြထဲဟောလို့ရှိပါတယ်။ဗမာယောက်ျားတွေပြင်းလို့ဆိုပြီးပါတခါလာရိုက်တယ်နောက်တခါဗမာမိန်းမတွေ ပြင်းလို့ဆိုပြီးပါတကာလာရိုက်ပြန်ရောနောက်တကဒကုရွှေတာလောင်းပြရတော့ပြင်းလို့အိတ်နေတယ်ဆိုပြီးပါလာရိုက်တဲ့အကြောင်းမှာကျွန်တော်တို့ရဲ့တွေ့ကြုံမှုတို့လို့လောက်ကြံထားတဲ့ဇက်ကွက်လည်းမဟုတ်ပါဘူးဒါမဲ့ထိုလူကြီးမင်းကဂျပန်မြန်မာချစ်ကြည်ရဲ့အကြောင်းပြပြီးဒီပြတ်လုံးကိုဖြုတ်ခန်းခဲ့ပါတယ်နောက်တကကိုကျောင်းအောင်ဆိုင်ရဲ့မိကုံးကိုချေပြုတ်ပြီးဗမာရင်လွတ်လပ်ပြီးဆိုပြီးစီးမရှိကမ်းမရှိလုပ်တတ်တဲ့အကြောင်းလမ်းမပေါ်ဇီယိုထရက်လန်တဲ့အကြောင်းနာမည်ဆိုပြီးတော့လေပြိုင်ပွဲမှာတက်ထောင်တဲ့အကြောင်းနဲ့ ောဝဲမှာရှုံးရင်လူချတဲ့အကြောင်းအဲ့တဟာတွေကိုတရုတ်ဘော်နဲ့တင်ပြပြီးကုမြာဘောကျုပ်စကားနားထောင်လိုက်ကြတာနမ်းမဘောဆေးရုံမလန်းပဲနဲ့နမ်းမဘောဈေးပန်းချတန်းစီရောက်နေလို့နန်းချောင်လာတဲ့သူတွေနဲ့ပြဿနာတက်တဲ့အကြောင်းလေပွဲမှာလည်းငါရှိရရောက်နေလို့ဆိုပြီးတက်မထောင်တော့တဲ့အကြောင်းပါဖြစ်လို့တဲ့ဆိုတော့ဘာမာရီလေပြန်ပွဲမှာနောက်ဆုံးကကြီးပန်းဝင်နေရလို့ဖြစ်ကြောင်းဘောဝဲမှာလည်းတကိုးရှုံရှုံတကိုးရှုံရှုံ၃၄၅ကိုရှုံရှုံလူမချတော့ကြောင်းဘာကြောင့်လဲဆိုတော့ရှေကိုကိုကိုရှုံနေကြဖြစ်လို့ကိုရှုံသားကြသွားတော့တဲ့အတွက် လူမချတော့အကြောင်းပြက်လုံးတစ်ခုတင်ဆက်ခဲ့ပါတယ်။ဒါကိုလည်းအမေဆီယာကြီးကပကားမြင်တွေများနေတယ်ဆိုပြီးစဉ်းစားဖြတ်ခိုင်းခဲ့တယ်နဲ့တူတူပြောရရင်အဲ့ဒီညိတ်ပဲမှာပြက်လုံးလေးနှစ်ခွင်မဲ့ပါသွားပြီးတချင်းတွေပဲချပုတ်ဆက်သွားပါတော့တယ်။ပရိသတ်ကတော့မကြေလည်ဘူးပေါ့လေ။ကျွန်တော်ကလည်းကိုလိုက်ရှင်ပြလို့ရတဲ့ကိစ္စမှမဟုတ်တာ။ပရိသတ်စီရောက်သွားတဲ့ပရိသတ်ရှေ့ချပြတဲ့နုပညာပစ္စည်းကအထည်ပဲမဟုတ်ပါလား။ဒီအငိမ့်ငန်းနဲ့ပတ်သက်ပြီးကျွန်တော်မှသင်ခန်းစာတွေတစ်နေ့တစ်ပုဒ်ရခဲ့ပါတယ်။ တစ်သေးပြီးတဲ့သူကိုဘယ်တော့မှမပြိုင်ပါနဲ့နှစ်သမိုင်းကိုဖောက်ထုတ်ရမှာပုံကူရည်တွေကိုရှေ့တန်းမတင်မှုသုံးပြိဿကိုကိုယ်စိတ်တိုင်းမကြရင်ဘာလို့ပညာမှမတင်ပြနဲ့ပြပြီးရင်လဲဘာစင်ကြီးမှမပေးနဲ့တော့ဆိုတဲ့အချက်တွေပါပဲကျွန်တော်အနေနဲ့ကတော့ဒီပုံကူကြီးရဲ့ညို့ကိုခုချိန်ဒီခံနေရတယ်လို့ကျွန်တော်ရဲ့အချက်ကောင်းစိတ်မခံပြန်လည်တုံ့ပြန်မှုတွေအတွက်ဆင်ခြင်ဖို့ကန့်သက်ဖို့ကျွန်တော်ကိုထိန်းချုပ်ဖို့ဆွေးနွေးခဲ့ကြတယ်ဆိုပဲဒါဟာအဖွဲ့ရေရှည်ရည်တည်ဖို့ မရှိပဲဖြစ်လိုအပ်တဲ့ကိစ္စလို့လည်းဆိုကြပြန်ရော။ဒီချိန်ကကျွန်တော်ပြောခဲ့မှုတဲ့လက်ကမ်းမိတဲ့ငရေပန်းကဥဆောင်တင်သွင်းတဲ့အဆိုပါ။ကျွန်တော်ကတော့ကျွန်တော်မမားဘူးလို့ယုံကြည်တယ်။သူတို့ကလည်းမလို့အလားအဖက်နဲ့ကျွန်တော်ကရင်လုံနေတယ်လို့ဆွဆွဲခဲ့ပါတယ်။တိကျရေရတဲ့ဖြေတစ်ခုမရပဲနဲ့ကျွန်တော်တို့အဲတစ်ဖက်နဲ့တစ်ဖက်အဖို့အထည်ဖြစ်သွားစေခဲ့တဲ့အကျိုးဆက်ကတော့အေးအေးမြင့်အငြိမ်ခံရလိုက်ရတာပါပဲ။လွတ်လပ်ရေးဂုံပြူညင်ခံထုတ်လွှတ်လို့ပြီးမှမြန်မာတိုင်းနိုင်ငံလုံးကိုလှည့်ပြီး နေ့ဖြော်ပြဖို့တာဝန်ကျလာပါလေရောဒီနောက်စုလန်နဲ့ဒူလိုက်ပါသွားပြီအလန်တော်နားတဲ့နေရာတိုင်းမှာအရင်ကဖို့ပါပဲရွှေဘုံမုံရဆလင်းကြီးပတ်သိမ်ပိတ်စတဲ့မြို့တွေမှာလက်ပတ်ကပြခဲ့ရတယ်ကျွန်တော်စိန်ကျဲမှာ1984ခုနှစ်တက်မတော်နေအညိကိုတင်ဆက်နေခြင်းမြန်တယ်ဒါကလည်းလွတ်လပ်ရင်နေအညိကိုစိတ်မကြေပွဲနှွှဲတဲ့သဘောပါကိုယ့်လက်ထက်မှာလည်းလက်နဲ့ကောင်းနေစူးစောင်းထားမိတာကိုဗမာတက်မတော်ကဂျပန်နဲ့အတူမြန်မာပြည်ရဲ့ပြန်ဝင်လာပြီး1942ခုနှစ်ဇန်နဝါရီလမှာ ဘာရပြန့်တည်ရဌာနကိုရန်ကုန်မြို့ကတော်ကြီးမှာဖွင့်ခဲ့ပါတယ်။ဇာရေးဆရာတွေတည်ရေးဆရာတွေကိုခေါ်ယူခဲ့ထားတဲ့အခါမှာပြဆက်ဆရာကြီးတကုံတင်တည်ရေးဆရာရန်နိုင်စင်တို့ပါဝင်ခဲ့တယ်။ဆရာရွှေတိုင်းညုံကိုခေါ်ယူခဲ့ပေမဲ့စစ်ပြေးရင်များများပဲရောက်နေတဲ့အတွက်အစပိုင်းမှာမပါဝင်ပါဘူး။1942ခုနှစ်ဂျွန်လနဲ့ဆက်ရှိရနေမှာအာရှလူငယ်စီယုံထောင်တော့မှဆရာရွှေတိုင်းညုံပြန်ရောက်လာပြီးအာရှလူငယ်တချင်းတွေရေးပေးခဲ့တာပါ။အဲ့ဒါ အဲ့ဒီဝါရဖြန့်ချီရေးဌာနကိုဗမာတက်မတော်တဲ့တချင်းရေးပြို့တောင်းဝယ်ပေးတဲ့အခါဆရာတကုံတင်တဲ့ဆရာရန်နိုင်စေတို့မူပါပြီးအလင်းရောင်စစ်တီနဲ့တရက်တဲ့ခြိတက်မီဆိုတဲ့တချင်းနှစ်ပုတ်ကိုရေးဆက်ပေးခဲ့ပါတယ်ခံကွက်42ခုနှစ်ဇူလိုင်လမှာဗမာကာကွယ်ရေးတပ်မတော်ကြီးဖွဲ့စည်းပြီးလို့ဩဂုတ်လတရနေ့မှာဒါတာဘမှာအဓိပတိကြီးဖြစ်လာတယ်။အဲ့ဒီမှာရဲဘော်၃ချိန်ကိုဂုံပြွေးလောက်ခဲ့တယ်။ ဘုံပြုတချင်းရဲ့စာသားကိုတခင်ထုတ်ကရေးပြီးတာဟာရဆရာတင်ကတန်စင်တေးသွားထပ်သိမ်းပေးခဲ့တယ်။အာရှလူငယ်မှုဆောင်ကုဘခင်ရုပ်ရှင်မင်းသားမျိုးချစ်ကဆန်နီယာမြမောင်ဒုတိယဘွဲ့နဲ့တွဲဖက်တည်ဆွေးခဲ့တာဒီနေ့တိအောင်လူသည့်များတဲ့လွတ်လပ်ရေးအတွက်တမရောဖွဲ့ဖို့ဂျပန်ပြည်မှာကွဲစကြည့်တဲ့တေးသချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒါလို့တမရောနဲ့ပတ်သက်ပြီးတရေးစရာအတီတီရေးဖွဲ့နေချိန်မှာနန်းတော်ရှင်ဆရာတင်ကလည်းရဲစာနီးဆိုတဲ့တချင်းတစ်ပုဒ် ရေးဖွဲ့ခဲ့ပါသေးတယ်။သူတချင်းကအဖွဲ့နဲ့လူများများတန်မြန်ဆိုလို့မကောင်းပါဘူး။ဆရာတင့်ထုံးစံတိုင်းအညီတချင်းခက်သွဲသွဲနဲ့တူနေပါတယ်။ထူးခြားတာကတော့တချင်းထဲမှာသူ့နာမည်မပါတာပါပဲ။အမှုပညာရှင်တွေကကိုတက်ဆွမ်းတဲ့အမှုပညာနဲ့ဧည့်သည်လို့အတီးပြီးဂုဏ်ပြုခဲ့ကြတာတွေကျွန်တော်ပြန်လဲဖော်ထုတ်ချင်ပါတယ်။ဒီအတွက်လည်းကျွန်တော်စူးစမ်းပန်းစားရှာဖွေခဲ့တယ်မှတ်သားခဲ့တယ်။အဲ့ဒီချိန်တုန်းကကျွန်တော်ကိုစိတ်ရှည်လက်ရှည်ကူညီခဲ့ကြတဲ့မိဘနဲ့ပေါင်းအမေတော်အောင်ကြီးဆရာကြီးဦးခမောင်လက်ဆရာမကြီးဒေါ်ခင်မျိုးချစ် ဒီလိုလို့လေဥကူကူအဒီတာမြမတဲ့ဥတိစာရီရဲ့ကျေးဇူးတွေကိုကျွန်တော်ဘယ်တော့မှမမေ့မှမဟုတ်ပါဘူးမှတ်မှတ်ရရမေတော်အောင်ကြည့်စီခဏခဏသွားရင်မိမြန်ရင်လည်းတကားကအမေကတချင်းတပုတ်သူ့ဘာသာညှိမိသွားပါတယ်အဲ့ဒီတချင်းကိုမေကိုယ်တိုင်မေ့နေကြတာနှစ်ပေါင်း၄၀လောက်ရှိနေပါပြီတဲ့ဘယ်လိုဘယ်လိုသူ့နှုတ်ပြကနေထွက်လာမှန်းတော့မသိတော့ဘူးဆိုပြီးမေကပြောကပြောကနဲ့ရည်နေပါတော့တယ်အဲ့ဒီနောက်ဂီတလူလေးဥကူကူရောက်လာတော့မေကဆိုပြပါလေရော အာရဘီဥကူကူကိုလည်းမကြဘူးဆိုပြီးဖက်တလာလေးနဲ့လိုက်ပြီးဂီတသင်္ကေတနဲ့ပါရေးမှတ်ပြီးကျွန်တော်ကိုမှတ်တရပေးခဲ့ပါတယ်။တချင်းနာမည်ကိုတော့မေကအမှတ်မရတော့ဘူး။မြမာညွန့်ဦးချစ်ပါရေးခဲ့တယ်လို့ပြောပါတယ်။တချင်းရန်တန်ပြန်ပိုက်ကအင်တန်အားရှိပါတယ်။အုံနဲ့ချင်းနဲ့တီးလို့ဆိုလို့ကောင်းတဲ့တေးသွားမျိုးပါပဲ။အဲ့ဒီတချင်းကိုကျွန်တော်အသုံးမပြုပြခဲ့ပါဘူး။ဒါကလည်းမှတ်မှတ်ရရပါပဲ။အဲ့ဒီတချင်းထည့်သုံးတဲ့အညိတိုင်းက ပြည်သူ့ရှေ့မှာတကားမှမရောက်ခဲ့ရပါဘူး။ဗြဟ္မတကာ1984ခုနှစ်မြို့သားနေ့ညိမ့်ပါထည့်သုံးခဲ့ပေမဲ့ရုပ်မြင်သံကြားရိုက်ကူးကန်ဒီမှာကျွန်တော်တို့မိုးနဲ့သူစားအဖွဲ့ရဲ့မြမအဖွဲ့နဲ့မြမရုပ်မြင်သံကြားနဲ့ပြဿနာတက်ပြီးရိုက်ကူးရေးစီစဉ်ပြတ်ခဲ့ရပါတယ်။ဒီကြောင့်ကိုနောက်တော့ထည့်ရေးသွားပါမယ်။ဒုတိယတကား1988ခုနှစ်မှာမြပုံနမအဖွဲ့ညိမ့်ရန်ကိုရိုက်ဖို့အတန်သွင်းမိကမှခြေနေကြောင့်ရိုက်ကူးရေးတန်လန်ကြီးပြတ်ခဲ့ရတယ်။ဒါကြောင့်ဒီသတင်းကိုကျွန်တော်ပြန်လည်ဖော်ထုတ်ခွင့်မသာခဲ့ဘူး။ အထက်ကဖော်ပြခဲ့သလိုပဲကျွန်တော်မှစုဆောင်းထားတာတွေရှိနေတော့နောက်က84ခုနှစ်တော်လိုင်းရင်းနေညိတ်ကိုကျွန်တော်တအားကိုရချိန်ခဲ့မိတယ်ဒါပေမဲ့မိုးနဲ့သူစားဖွဲကကျွန်တော်ရေလုံဆောင်ချက်တွေကိုကန့်သက်တဲ့အနေနဲ့ဒီစီကိုစင်ကိုကတ်ကွက်ခဲ့ကြတယ်ကျွန်တော်တော်တော်ဆက်ဆက်ခါသွားတယ်ဒီဖွဲနာမည်ရလအောင်လုပ်ခဲ့တာငါဒီဖွဲရဲ့ဖို့ဖြောပြတင်စဲမှုဝင်သမ ्या ငါကောင်းတဲ့ကထွက်တာအခုငါ့ကိုဘာကြောင့်ပိတ်ပင်ကြတာလဲအေးမင်းတို့မပါပဲနဲ့ငါပါတာငါဖြစ်အောင်လုပ်ပြမယ်ကွာဆိုတာတွေက ျွန်တော်မူးမူးနဲ့ကြုံရခဲ့တာတွေပါတကယ်လက်တွေမှာကျွန်တော်တယောက်တည်းဘာမှမလုပ်နိုင်ခဲ့ပါဘူးဒီတော့ကျွန်တော်အကောက်တင်ရပါတော့တယ်မှန်တဲ့တော့ဝင်ခံရရင်ကျွန်တော်တစားကန်တယောက်ရှာခဲ့တယ်တွေ့လဲတွေ့ခဲ့ပါတယ်သူ့ချောင်းမဲ့တော်လည်းရင်းနေကိုအောင်အောင်မြင်မြင်တင်ဆက်နိုင်တယ်လို့သူ့ချောင်းမဲ့အေးအေးမြင်ငိတ်ကခဲ့ရပါတယ်သူကတော့ငိတ်ငန်းရိုက်ကူးပြီးမွတ်တဲ့သူဆောင်ခွဲကနေပြီးပိုင်ထွက်သွားခဲ့ရှာပါတယ်သူ့နာမည်ကတက်ကသူဟန်မြတ်ပါပါမြမရုပ်မြင်သံကြားနဲ့တက်မရိုနီကွန်မြူနိတ်ငန်းဆိုရင် ဌာနအနေနဲ့လည်းနာမည်ရမယ် sorry တက်မရောနေလို့မဖတ်ချင်ပါဘူးเนาะတော်လန်ရင်းနေပါเนาะသုဒ္ဓတတိယပြန်ဖတ်နေပြီမြေမရုပ်ပြင်တန်ကြားနဲ့တော်လန်ရင်းနေကုန်မျိုးညင်ကန်းဆိုရင်ဌာနအနေနဲ့လည်းနာမည်ရမယ်အဖွဲ့တစ်ခုအနေနဲ့လည်းဌာနနဲ့မဆိုင်မှုငွေကြေးရေးအတွက်ဌာနကကုန်ခံစရာမလိုဘူးကျွန်တော်တို့စုမယ်အဲဒါကကျွန်တော်မှအကျဉ်းရှိတယ်။နီလာဝင်းနဲ့ခင်နန်းမြင့်ကိုမင်းသမီးဖြစ်ထားခဲ့ရင်သူတို့တွေကငွေကြေးပံ့ပိုးကိုသိကြလို့ပါ။မြမအတန်ဦးတင်စာကိုခေါင်းတယ်လိုက်ရင်ပြီးတယ်။ကျွန်တော်အနေနဲ့လောက်တာထက် ဆရာမော်နီနဲ့လောက်တာကကိုသိတော့တယ်ဥသိစာကကျွန်တော်လောက်တာဆိုရင်မိုးနဲ့သူစာပဲလို့လည်းယူဆနေလိမ့်မယ်ဆရာမော်လောက်တာဆိုရင်တော့ဥသိစာကဘာမှပြောမှာမဟုတ်ဘူးဥဒိစာသဘောကြောင့်လူရှင်တော်ရေးပါစေဒီအလုပ်ကိုကျွန်တော်တို့တက်လို့ပေါင်းစုံမြကျွန်းတော်ဖွဲ့စည်းတော့ကဥဒိစာလောက်ခဲ့တာပါပဲကျွန်တော်ဒီလိုစဉ်းစားကြံမေးခဲ့တာတွေရဲ့နောက်ကမှမြက်ွက်တခုရှိတယ်ဥဒိစာနဲ့ကျွန်တော်တို့ကရန်ကွင်းတရက်ွက်တဲ့အတူနေသူတွေပါကျွန်တော်မိဘတွေနဲ့ဥဒိစာတို့ကတားခင်ခဲ့တယ်ဥဒိစာ အစရင်သွေးကြောပေါလို့သွေးတွေအမီစိရောက်နေရတာကျွန်တော်တို့အိမ်လာလည်းဖြစ်ခဲ့တာဒီလိုပြောရတာကဥသစာနဲ့ကျွန်တော်တို့မိသားစုဆိုင်ရေကိုပေါလွင်စေခြင်းလို့ပါဥသစာရဲ့ခက်ခဲပြဿနာမှန်သမျှကျွန်တော်တို့အိမ်ကမသိတာမရှိပါဘူးဒီလိုပဲကျွန်တော်ဘာလို့လို့ကျွန်တော်မိပါစီဥဆုံးသတင်းပို့တာလည်းဥသစာပါဒါကြောင့်မိုးနဲ့သူစာနဲ့မဟုတ်ဘဲနဲ့ခွဲထွက်ပြီးကျွန်တော်ဖာသာတီးတီးတန်တန်ဒီညိတ်ကိုဘာလို့ခဲ့တယ်ဆိုရင်လည်းကျွန်တော်အပြင်နဲ့အမေကတေချာပါအကန့်ကွက်ကြမှာပါဥသစာကလည်းဒါစီမှာပါဒါဆိုရင် ိုးဖွယ်နယ်ကိုစီးရုံမှလာလို့ပြောစရာရှိပါတယ်အမှန်ကတော့ကျွန်တော်အတွင်းစိတ်ထဲမှာအခုကကျွန်တော်ကိုတားမြစ်ခဲ့တဲ့လူတွေမှတ်လောက်တားလောက်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်ရှိနေလို့ပါအဲ့ဒီချိန်လုံးကမိုးနဲ့သူစားမှာတိုက်ခံပြောရရင် ပြောခဲ့ရင်အားလုံးကလက်ခံမှာတည်ကြပါတယ်ဒါပေမဲ့ကျွန်တော်မပြောချင်ခဲ့ပါဘူးစာကနာဆိုတဲ့ကံကမင်းတို့မပါလဲလောက်တတ်တယ်ဆိုတာမျိုးပြချင်နေတာကိုမိုးနဲ့သူစားကိုဖက်တွေကက်ရန်နေတဲ့အထက်ကိုမပါဘူးလို့ပြောချင်နေတာကိုမိုးနဲ့သူစားကြောင့်စာကနာဖြစ်လာတာမဟုတ်ဘူးလို့ကြေညာချင်တာကို မိုးနဲ့သူစားမကတဲ့အခရာဆိုလို့ကျွန်တော်နဲ့မမမော်တီတော်ဝင်းနှစ်ယောက်တည်းပဲရှိပါတယ်ပို့ဝင်လင်းလင်းဖွင့်ဟာတိုင်မြင်လိုက်နိုင်ရွေးမကြဘူးပြီးသွားမှာပါဒါမဲ့နောက်မှရောက်လာတဲ့ငရေဘန်းနေရဲ့စကားကိုနားဝင်နေတဲ့မမမော်ကိုမကျေနပ်တာကပိုကြီးနေလို့ပါပဲအဲ့ဒီချက်တွေအားလုံးကိုဆုလိုက်တော့တက်မလို့ sorry တော်လိုင်းရင်းနဲ့အင်းကြီးရိုက်ဖို့အတွက်ဥသစာစီကိုခေါင်းတည်လိုက်တာပါပဲဥသစာကိုဘာကြောင့်ခေါင်းတည်တယ်လဲဆိုတာကအကြောင်းရှိတယ်မြမရုပ်မြင်သံကြားရဲ့ဖွဲ့စည်းပုံကမကြခင်ကြတော့မှဖြစ်တယ် လက်ရှိအသံပြုနေတဲ့မြမအတန်ဆူရီယိုအေခန်းမှာအစားဆူရီယိုအစ်ကြီးကိုစောင့်နေတာလဲပြီးတော့မှရုပ်မြင်သံကြားဌာနကမြမအတန်ရဲ့ဌာနခွဲတစ်ခုမဟုတ်တော့ဘဲနဲ့တိကျရက်တီတော့မှလည်းဖြစ်တယ်။လောလောဆယ်မှာရုပ်မြင်သံကြားဌာနရဲ့လို့ကိုမရှိသေးတယ်လို့ဥတည်စာရဲ့ယာရုကလည်းဘာမှမသိပါဘူး။တကယ်နဲ့အလောက်လောက်နေတဲ့သူတွေကဥသစ္စာဥအောင်မြင့်ရိုက်ကွေးရေးပိုင်းမှာဥထွေးမှာတလောက်ပဲရှိတယ်။တက္ကသိုလ်ကနေဘွဲရပြီးလောက်ပင်နေနဲ့ဝင်လာတဲ့ကိုဟန်းမြင့်ကိုဇော်ဝင်းကိုခင်ဇော်ကိုရဲလင်းတို့ကကင်မရာမင်းတွေလုံနေကြတယ်။ ဇက်ကွန်ပညာရှင်ဦးလာသိန်းတို့မိခဲ့အကြိုင်းတို့ဆိုတာကယာယီဝင်နဲ့ဖြစ်နေခေါ်ယူထားတာဖြစ်တယ်လို့ဆက်မှုတက်ကူအကြောင်းစင်းတော်တော်များများခေါ်ခိုင်းထားပါတယ်ဒီတော့ဖွဲ့စည်းပုံအသင်းမှာပြန်လည်ဝင်ရရှိရဖြစ်နေခက်မယ်ဆိုရင်ဘွဲရလုံအားပေးလူငယ်တွေကအခွင့်အရေးအားကောင်းဆုံးဖြစ်နေတယ်ဦးသစ္စာအနေနဲ့ရုပ်မြင်သံကြားစမ်းသပ်ကာလကလေးကစပြီးလောက်လာခဲ့ပြီးအတီတကြဖြစ်တဲ့အခါမှာမြမအတန်ပြန်သွားရရင်တော်တော်ရင်နာစရာပါဒီအတွက်ကြောင့်လည်းဦးသစ္စာမရှိလို့မဖြစ်ဘူးဆိုတာမျိုးတကယ်လို့အဲ့နေတာအမှန်ပါ ရုပ်မြင်သံကြားအစီအစဉ်တော်တော်များများကိုထုတ်လွှင့်နိုင်မှုလူကြိုက်များတဲ့အစီအစဉ်တွေတိုးပလာစေမှုစ조사နေရတာဥသစ္စာပါဒီနေ့ဒီတကြံဆိုရင်မြန်းလွှင့်နေရတဲ့ဝင်းဥရဲ့တေးသချင်းတွေကဥသစ္စာရဲ့လက်ရာတွေပါဒီတော့မြန်မာရုပ်မြင်သံကြားရဲ့စတူဒီယို A ခန်းမှာကြီးရမှာနေတာရာကူရရှိနေစေမှုဥသစ္စာခင်ဗျာတော်တော်လေးလုံးမဲ့နေရရှာပါတဲ့ဆိုတော်ရီရုပ်ရှင်တယောက်ဆောင်လေးဆိုတာကလည်းကိုယ့်အချိန်နဲ့ကိုအားကြတာမှုန်နေတော့ ဥဒိသာနေနဲ့မျက်နှာရင်းပြီးအတင်းကိုလိုက်ခွန်နေရတယ်။ရုပ်မြင်တဲ့ညဆိုတာကလည်းကိုယ်စိတ်ကိုစားပြီးအလကလာရဲရမှာဆိုတော့တိုင်းကျော်ပြီးကျော်တွေကတိတ်မလုပ်ချင်ကြဘူး။ဒီတော့တူတူပြောရရင်ရုပ်မြင်တဲ့ညမှာပြည်ရင်းအစီအစဉ်နဲ့တယ်လို့ကောင်းတဲ့အစီအစဉ်လဲရှားပါတယ်။နိုင်ငံခြားဇာတ်လမ်းတွေတွေဖြစ်တဲ့ချာလီရဲ့နေသမီးများစုံတော်ကြီးကိုလံဘူကိုကျက်ဒိုင်းနက်စတီအချစ်လေးစတာစတာပရိသတ်အဲ့အရာတွေကိုပဲပရိသတ်ကစောင့်ကြည့်နေတာပါ။ ဒီရင်းစီစဉ်နေတဲ့မှာပုံမှန်လွှင့်နေရတဲ့စီစဉ်ဆိုလို့ဟရရွှင်စည်းခန်းနဲ့အရင်ပဲရှိတယ်။ပြိသက်ကြိုက်တဲ့အဖွဲ့ဆိုလို့မွကျော်စုံနီစားစားဆန်းမိုးနဲ့သူစားရဲ့ဒီတဲ့ဖွဲ့လည်းရှိတယ်။ဒီတော့အဖွဲ့တစ်တွေမှတိုးဝလမ်းမှာစီစဉ်ခိုင်မာမှာဖြစ်လို့ဥတ္တစာတော်တော်ကောင်းစားနေတယ်။ဒီကြားထဲမှာသူ့နေရာကိုမျက်စောင်းလာထိုးနေကြပြန်တော့စိတ်ညစ်ရပြန်ပါတယ်။လောလောဆယ်မှာဥတ္တစာထုတ်လွှတ်လိုက်တဲ့စီစဉ်ဆိုရင်ကောင်းတယ်ဆိုတဲ့နာမည်ကမရှိမဖြစ်လိုအပ်နေပါတယ်။ကိုကလည်းပတ်စံပေးနိုင်တော့မဟုတ်တော့တော်တော်ခွာကြတယ်ဆိုတာဟာ ဥဒိစာရဲ့လက်သုံးစကားလိုဖြစ်နေတယ်ဒီချက်တွေကြောင့်အငိမ့်ငန်းကိုဥဒိစာစီမှာခေါင်းတင်လိုက်တရားပါဖြစ်မယ်လို့ကျွန်တော်ယုံကြည်ခဲ့တယ်ဒါကြောင့်ဆ iam မောက်ကိုတိုက်တွန်းခဲ့တယ်ဆ iam မောက်ကလည်းတက္ကသိုလ်ဆရာဘွားကလည်းရုပ်မြင်သံကြားဌာနအသစ်ကိုပြောင်းကျင်နေတော့ဒီကိစ္စကိုတွန်းတွန်းထိုးထိုးလုပ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ခဲ့တာကျွန်တော်ယုံတဲ့အချက်နှစ်ချက်စလုံးကွက်တီတိုးခဲ့တယ်မတင်မတ်တဲ့ကိစ္စတစ်ခုကလည်းပေါ်ပေါက်လာတယ်ဥဒိစာကမင်းသမီးစီးရင်မှာဦးစိန်လာမောင်ရဲ့တမီအေးအေးမြင့်ကိုထည့်ဖို့တိုက်တွန်းခဲ့တယ်လို့ တော်လိုင်းရေးနေကွန်ပျူအစီအစဉ်အနေနဲ့ဆွေးနွေးကမ်းတစ်ခုထည့်သွင်းလာတယ်။အဲ့ဒီဆွေးနွေးကမ်းမှာတချင်းတွေအကတွေပါထည့်မှာဖြစ်ပြီးမိုးနဲ့သူစားအဖွဲ့ကိုတာဝန်ပေးမယ်ဆိုတာပါပဲ။ကျွန်တော်ကောင်းချောင်ရမယ်လှည့်ပါ။မိုးနဲ့သူစားရဲ့အစီအစဉ်ကကိုကောင်းသွားရင်ကျွန်တော်တို့အငိမ့်လွင့်သွားမယ်။မလ29ရက်နေ့မှာကျွန်တော်တို့အငိမ့်မလွင့်ရတော့ဘူးဆိုရင်အဲတည်ပြီ။ဖြစ်ချင်တော့ဖြစ်ချင်တော့1984ခုနှစ်မလ29ရက်နေ့ကအင်္ဂါနေ့ဖြစ်နေတယ်။အငိမ့်လွင့်နေကြတာပုံတုံးနေ။ တကယ်လို့များပုံမှန်စီစဉ်နိုင်ချီတက်ခံရင်ကျွန်တော်တို့နောက်ရမှာတည်ကြနေပြီဒီတော့ကျွန်တော်နောက်ထပ်တစ်မျိုးကြံရပြန်တယ်မင်းသမီးကိစ္စကိုအေးအေးဆေးဆေးလက်ခံခဲ့ပြီးအငိမ့်ကန်းကိုမန်လာ26ရက်နေ့မှာထုတ်လွှင့်ပေးဖို့ဥအောင်မြင့်ကိုအပူကက်ရပြန်တယ်သူကတပတ်စာအစီအစဉ်ရေးဆွဲရမှာကိုတခါဆွေးနွေးခဲ့မှာမင်းမြတ်မဲ့သူကလည်းသူပဲဆိုတော့သူ့အစီအစဉ်မှာပါမယ့်တခြင်းတွေကိုကြိုတင်ထောက်လန်းထားရတယ်ဒါမှမဟုတ်လည်းတခြင်းမထက်အောင်စီစဉ်နိုင်မှာဒီအကြောင်းတွေကိုအရင်တိုင်းဖောက်သင်ချနေတာအကြောင်းရှိတယ် သူများတဲ့တာတင်တဲ့သူကပုံပင်မဲ့ခံရတယ်လို့သူများကိုပညာပေးခြင်းတဲ့သူကကိုအရင်ပေးခံရတယ်ဆိုတာကိုပေါ်လင်းစေလို့ပါတကယ်တမ်းရုပ်ပြင်သံကြားကထုတ်လွှင့်တဲ့အခါကျတော့ညင်ကန်းကိုလူကြိုက်များခဲ့ပါတယ်ဖြစ်ချင်တော့အင်းစိန်ထောင်သားကမူလန်းတဲ့အကြောင်းလေးမှာညင်ကကိုဆုတ်ချွန်းကလက်ခံလာပါတယ်ဒီဘက်ကမမမောတီတော်ဝင်းကမကနိုင်ဘူးဆိုပြီးညင်ခဲ့ပါတယ်ကျွန်တော်ထင်တာကတော့တော်လန်ရင်နဲ့ညင်ကန်းမှာဆုတ်ချွန်းကကျွန်တော်နဲ့အတူလူရှင်တော်ဝင်လောက်ခဲ့လို့ဖြစ်ပါလိမ့်မယ်ဒီလိုနဲ့ ဒီဘွဲမှာအေးအမြင့်ကိုခေါ်ကခဲ့ပြန်တယ်။ဒီငိန်ဘွဲပြီးမှမိုးနဲ့သူစားဘွဲရဲ့ကိုယ်စလဲတော်ကြီးများကဇက်ကုံနောက်ကနေကျွန်တော်ကိုလာဆောက်မိတယ်။အစိုးရတက်ကတော့လဲလဲဒေါ်ဘေဘီဒေါ်ဘေဘီဆိုတာကလှဝင်းနွယ်ရဲ့အမေဒေါ်ကြီးကြီးဆိုးဆိုတာကလွင်မာဦးရဲ့အမေကျောင်းစရာဦးတင်ဝင်းတို့ပဲဖြစ်တယ်။အပြက်အပြက်နဲ့နှာခေါင်းသွေးထွက်တော်မှာမိုးလာရောက်ညှိနှိုင်းကြောင်းကျွန်တော်နောက်ကိုဆုံချွညောင်ညောင်တို့ပါသွားလို့ဖွဲ့ကြီးကလိတ်ပက်လက်လန်သားတို့ဖြစ်ကြံခဲ့ကြောင်းမျက်နှာစုံကြီး တွေ့လိုက်စေလို့ကြောင့်လာရှင်းပြကြတယ်ကျွန်တော်သဘောတူခဲ့တယ်ကိုလှုပ်ချင်တာလှုပ်ပြီးသွားမှာကိုဒါပေမဲ့အဖွဲထဲမှာကျွန်တော်ကိုမလိုလားတဲ့သူတွေကိုရှင်းခိုင်းခဲ့တယ်။ရုပ်မြင်တဲ့အကြောင်းညင်ကန်ရိုက်ကူးတဲ့အခါကျွန်တော်အစီအစဉ်ကိုကပြေရပြေမလုပ်ဘူး။သဘောမတူခဲ့ရင်ဘေးထွက်နေကြဖို့တောင်းဆိုတယ်။သူတို့အားလုံးသဘောတူခဲ့တယ်လို့တညီတညွတ်တဲ့တောင်းဆိုတဲ့အရာကတော့ဆီယမော့ကိုဖွဲ့နေဝေးဝေးနေဖို့ပါ။ဆီယမော့ကလည်းကိုယ်တပြုံပြုံနဲ့ပြုံးတော်မပြတ်ပါဘူး။အားလုံးကိုနှုတ်ဆက်သွားပါတယ်။အမှန်တော့ကျွန်တော်မကောင်းတာပါ။ဆီယမော့နဲ့ဒီကိစ္စတွေဘာမှမဆိုင်ဘူး။ ျွန်တော်တို့ဒါလိုပြောပြီးသူတောင်းဆိုတာကိုညှင့်ပယ်ခဲ့ရမှာပါသူတို့တောင်းဆိုတာကိုညှင့်ပယ်ခဲ့ရမှာပါကျွန်တော်ဝေမခံရတာပါကိုနိုင်ဖို့တခုတည်းကြည့်ပြီးဒီအတွက်တခြားတရားရဲ့နင့်နာမှုကိုထက်မတွက်တာကလူကောင်းတွေရဲ့ပြုမှုမဟုတ်ဘူးလို့ကျွန်တော်သင်ခန်းစာရခဲ့တယ်ဆီယမွန်နဲ့အတူညောင်ညောင်ကလိုက်သွားခဲ့တယ်တကယ်မှာကျွန်တော်တို့ဖွဲ့ကတော့ဆီယမွန်လာပြီးအားပေးရှာပါတယ်ဒီနောက်မှာတော့ဆီယမွန်နဲ့မတွေ့ဖြစ်တော့ပါဘူးဘာကြောင့်လဲဆိုတော့မိုးနဲ့သူစားရဲ့ညှိကန်းတွေစိတ်ကူးကောင်းလေးရလိုက်လို့ပါပဲ ကြည့်လိုက်ရတဲ့မောင်မောင်စုလေးထီယိုရှင်တန်ချက်သင်းကနေရလိုက်တဲ့ဆေးကူပါထီယိုရှင်တခြင်းရဲ့မူလစစ်မှန်ပိုင်းရင်ဒေါ်လာကလေးစင်ကမန္တလေးမှာရှိနေပါတယ်ဘုန်းနဲ့သူစားဘွဲကစီစဉ်တင်ဆက်တဲ့ဂီတမဲ့လှကလေးစင်ညင်ကန်းလို့ဆိုလိုက်တာနဲ့ပြီပြီပွဲသိမ့်မယ်ဒီကနေ့တက်တီလှကလေးစင်ကိုသဘောကျနေတဲ့အသက်60ကျော်90ပိုးကြီးရရှိနေသေးတယ်ဒေါ်လာကလေးစင်ကတော့အသက်90ကျော်နေပါပြီကျွန်တော်စိတ်ကူးလို့ အဖွဲ့ရဲချပြတဲ့အခါမှာအားလုံးကသဘောကျလက်ခံခဲ့ကြတဲ့အတွက်1984ခုနှစ်ဧပြီလ29ရက်နေ့မှာကျွန်တော်တို့တစ်ခွဲလုံးမန္တလေးကိုခြိတက်ခဲ့တဲ့ဒေါ်လာကလေးစင်ရဲ့ကာကျိုးကဟန်တွေကိုမမမော်ကတင်ယူကျွန်တော်ကတော့ဒေါ်လာကလေးစင်ရဲ့ညီမနဲ့တွေ့ပြီးဒေါ်လာကလေးစင်ရဲ့သမိုင်းကြောင်းတွေရဲနာပုံညိတ်ထောင်ဥမှန်ကိုနဲ့တွေ့ပြီးဒေါ်လာကလေးစင်ရဲ့တချင်းတွေအမေတော်မစီသွားပြီးအမေမြင်တဲ့ဒေါ်လာကလေးစင်ဆိုတဲ့ခေါင်းစဉ်အားကပြောပြချက်ဝေဖန်ချက်တွေဥပ္ပောစင်ဥမိတ်ဆက်လို့ပြောပြတဲ့ပြက်လုံးတွေ အဲ့ဒါတွေအားလုံးကိုတပတ်အတွင်းစုဆောင်းခဲ့ပြီးရန်ကုန်ကိုပြန်လာခဲ့တယ်။အမေလော့ဒေါ်လာကလေးစင်ကိုပါညိတ်ခန့်ဝင်ရဲကိုစီးရုံနိုင်ခဲ့ပါတယ်။ရန်ကုန်ကိုပြန်ရောက်ပြီးတပတ်ကြာမှကျွန်တော်ဆက်ညွန့်ကိုဦးတစ္ဆာစီသွားပြတော့တောင်းသဘောချသွားတယ်။အမြန်ဆုံးအကောင့်တဲ့ပေါ်ဖို့ကိုကျွန်တော်ကနားဖို့ပါလေရောသိနေတယ်လေ။ဒီလိုပဲကြိုက်နေလိမ့်မယ်လို့ဆိုတာကိုဒီနေရာမှာဆက်ညွန့်ဆိုတာကိုနည်းနည်းရှင်းပြခွင့်ပြုပါ။မိုးနဲ့သူစားဖွဲ့နဲ့ခင်ငါးခင်ညိန်ခန်းရိုက်ကလေးကဇညွတ်တိကြရေးပြီးညိန်ခန်းရိုက်ခဲ့မှုပါတယ်။အာသာချက်ကတော့စင်မော်မှာကတာမဟုတ်တဲ့အတွက် ကိုလိုချင်တဲ့ရုပ်ကိုတိကျရယူနိုင်ခဲ့ပါတယ်ဆိုတော့ဆရာဝန်ပြက်လုံးကလူနာကိုမစက်ဟာခိုင်းတာလူနာကတအားကုန်းအော်နေလို့ဆရာဝန်ကမေးတဲ့အခါဒေါက်တာဘိုးဖနက်ကြီးနဲ့နင်းထားလို့ပါဆိုတာမျိုးပြောတဲ့အခါမှာဘိုးဖနက်နဲ့နင်းထားတဲ့ခြေထောက်ကိုနှိကပ်ပြခြင်းတော့ဇန်ညွန့်ကြိုပေးထားခဲ့ရင်ထုတ်လို့ရမှုရုပ်မြင်သံကြားရခေါ်ပေါ်ဆိုတော့အစီအစဉ်တစ်ခုကိုဖြစ်မြောက်အောင်လုပ်တဲ့လှုပ်ဆောင်တဲ့သူကိုပရိုဂျူဆာလို့ခေါ်ပေါ်သုံးဆွဲတယ်။ဇန်လန်းရရင်လည်းဒါရိုက်တာခေါ်တာ မင်းသားမင်းသမီးခေါ်တာတွေကသူ့တာဝန်နေကြီးပဲအဲ့ဒီထွက်လို့ရင်မူလို့သူကကင်မရာမန်တွေကိုကြိုတင်ညွှန်ကြားထားနိုင်ပါတယ်တခါမိအလင်းမောင်ကစားမယ်ဆိုရင်လည်းဇန်ညွန်တိုင်းပဲနေရာမှာလင်းပြီးပဲနေရာမှာမှောင်မဲဆိုတာကိုကြိုပြောထားနိုင်ပါတယ်ဇန်ညွန်ရှိနေတဲ့အတွက်လှုပ်လှုပ်ရတာလည်းကြီးတွင်တယ်လို့ကျွန်တော်တို့အတွက်လည်းထိထိရရအကျိုးရှိတဲ့ကင်မရာရိုက်ချက်တွေကိုရရှိခဲ့ပါတယ်ဒါနဲ့ပဲမိုးနဲ့သူစားအဖွဲ့ရဲ့ဒေါ်လာကလေးစိမ်ညှိနှိုင်းခန်းကိုအာအာမြင်မြင်ရိုက်ကူးနိုင်ခဲ့တယ် အမေကြီးဒေါ်လာကလေးစိန်နဲ့တမီးကလေးတီတာဝင်းတို့တွဲဖက်ကပြတဲ့ဘင်းကိုတော်တော်သဘောကျခဲ့ကြတယ်။ဒေါ်လာကလေးစိန်ကသူ့ကိုယ်သူပြိုကြီးတက်တော်ရှိလို့တင်စားပြီးအဲဒေါ်လာကလေးစိန်ကတကယ်လဲဆုံးမသွားတဲ့ဒီပြိုကြီးဘွားနဲ့ပါ။တမီးစားတို့လေအနီးနီးထားလို့အစင်မပြေဒီတမဲလာကလေးစိန်အိမ်နာရေးသဘောပြောကြပါရစေလို့ဆိုလာပြီးကတဲ့အခါကင်မရာ2ပြုလို့ခြင်းနဲ့တီတာဝင်းဖြစ်သွားပါတယ်။တီတာဝင်းကခုနကတချင်းကိုပဲဆက်ပြီးသမီးစားတို့လေအနီးနီးထားလို့လေအစင်မပြေ ဂီတမဲနာလေးစဉ်အိမ်နာရေးသဘောပြောကြားခဲ့ပြီလို့ဆက်ဆိုသူကိုယ်သူတီတာဝင်းနဲ့အပြိုကြီးတက်တော်ရှင်လို့ဆိုပြီးဒေါ်နာကလေးစဉ်နဲ့တီတာဝင်းအတူတူတွဲကခဲ့ကြတာပြိတက်အကြိုက်တွေ့ခဲ့ကြပါတယ်ဒီတချင်းကြောင့်ပဲလားမသိပါဘူးတီတာဝင်းလည်းအသက်50ဒီပြိုကြီးဖြစ်နေတော့မဲကလေးတပင်နဲ့သူယူစကားဒီသုံးဦးရဲ့စကားကိုနာယူမှတ်သားပါလို့ဆိုရှိခဲ့တာတကယ်မှန်တာပဲလို့ဆိုရတော့မှာပါပဲဒေါ်နာကလေးစဉ်ညင်ခံပြီးမှမိုးနဲ့သူစားကအချိန်ဟုန်ပုံပြင်လာတယ် ကက်ဆက်ခွေအငိမ့်တွေလည်းတွင်းမြမပြေနှံ့လည်းပွဲတွေနဲ့မအားရအောင်ဖြစ်ခဲ့တယ်အဲ့ဒါလိုဖြစ်ခဲ့တာကရုပ်မြင်သံကြားဌာနနဲ့သဘောထားကွဲလွဲစရာတွေဖြစ်လာတယ်ဥဒိစာကန်းလန်းလာတဲ့မြမတဲ့နှစ်ပတ်လည်းတည်းအစီအစဉ်တည်င်းချုပ်အထူးအစီအစဉ်တွေလွတ်ခဲ့ရတယ်စိုးစုံကတော့မျိုးသားနေငင်ခံမယ်ကျွန်တော်တို့ဘက်ကပြည့်စုံပြင်ဆင်ပြီးသားဖြစ်ပေမယ့်အဲ့ဒီအစီအစဉ်ကအလုံးနှမျိုးစရာကောင်းစွာပဲဖြစ်သွားခဲ့တယ်အဲ့ဒီနေ့ကမျိုးသားနေကစနေနေ့ကြတယ်ဒီတော့တောက်ကြနေမှာငင်ခံကိုထွက်လွတ်မှာဖြစ်တယ်အဲ့ဒါနိုဝင်ဘာ16ရက်နေ့ပါ ဒီတော့စင်စာဘုတ်ကိုနောက်ဆုံးတရားမယ့်ရက်ကနိုဝင်ဘာ14ရက်နေ့ဖြစ်တယ်။ကျွန်တော်တို့17ရက်နေ့နောက်ဆုံးအချောတက်ရိုက်နိုင်မှာ12ရက်23ရက်တိဖြတ်တဲ့ကိစ္စလုပ်နိုင်မှာဖြစ်တယ်။ဖြစ်ချင်တော့ဒီဇင်ဘာလပြည့်မတိုင်မီနိုဝင်ဘာ6ရက်ကလေးကတရက်မှမပြတ်အောင်ကျွန်တော်တို့ဘွဲတွေလက်ခံမိတာဖြစ်နေတယ်။ဒါကြောင့်ဝေးအားတဲ့ရက်နိုဝင်ဘာ9ချက်ကိုတောင်းတဲ့အခါစတူဒီယိုမအားဘူးတူတူပြောရင်1984ခုနှစ်မျိုးသားညမျိုးသားနေအညင်ကန်းကိုမိုးနှက်သူစားအခွင့်လုံးဝမရလိုက်ရတာပါပဲ။ကိုစုတာက 1985လွတ်လပ်ရေးနေ့ကိုပါကျွန်တော်တို့ရိုက်ဖွင့်မရခဲ့ဘူး1985ကိုလွတ်လပ်ရေးနေ့ဂုံပြုညိငံရိုက်ဖို့အတွက်ဘုန်းနတ်သူဆောင်အဖွဲ့ကိုမြန်မာရုပ်မြင်သံကြားကလုံးဝမကန့်လှမ်းခဲ့ပါဘူးဒီချက်ကိုကျွန်တော်လက်မခံနိုင်ဘူးခလီကလားဆန်နဲ့အလုပ်လိုတတ်မှတ်ခဲ့တယ်ပြီးတော့ပြီးခဲ့တဲ့မျိုးသားနေကိစ္စကကျွန်တော်တို့ဘက်ကတတ်နိုင်ဆုံးလာရောခဲ့တာနေပဲဖွင့်တော့ညဘက်မိုးလင်းပေါင်ရိုက်ပြစေလို့ခွင့်နှောင်းခဲ့တယ်သူတို့ဘက်ကတခုမှမလာရောခဲ့ပါဘူးဒါမယိုးသားဘူးလို့ကျွန်တော်ထင်နေတယ်ခွင့်ပြုခြင်းတဲ့အချိန်တုန်းကတော့တနင်္ဂနွေနေ့တောင် ပြရခဲ့ပူပါတယ်။ကုကြမှာဟိုနေ့မရဒီနေ့မရဆိုတာမျိုးတွေလုပ်သေးကျွန်တော်တို့ကိုလည်းပြစ်တင်သေးတယ်ဟော။လွတ်လပ်ရင်းနေလဲကြရောခေါ်တော်မရိုက်တော့ဘူးဆိုတော့ဒါဒီရဲ့နောက်ခွဲမှာတခုခုရှိရမယ်လို့ကျွန်တော်အတက်ပြောရခဲ့တာပါ။နောက်၆လမကြပါဘူး။ကျွန်တော်တို့အဖြစ်မဲ့တိကြရပါတယ်။မနေ့ကလွတ်လပ်ရင်းနေအငိမ့်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကိုညှိုးထားခဲ့တဲ့ဟိုဆရာကြီးရဲ့ဆက်နဲ့ပါမယ်ခင်ဗျာ။ကျွန်တော်တို့ဖွဲ့သားတွေကတာဝန်ရှိတဲ့လူကြီးတွေကိုတာမေးပြီးရှင်းကျင်ကြတယ်ကျွန်တော်မူကတော့ရှင်းပါတယ်မဆက်ဆံရင်းမှုပဲ ြမရုပ်မြင်သံကြားဌာနကိုသတိမှောက်မယ်။သူတို့မှာစီစဉ်မှမရှိဘဲမြမရုပ်မြင်သံကြားစတူဒီယိုတည်ကြည့်တဲ့ဖွင့်ပြီးတော့ပြကြပါစီစဉ်ကားကားမှမရှိရင်မလုပ်ကြဘူး။တည်ချရတယ်။ကျွန်တော်တို့စီပဲလဲလာမှာပဲ။ဒီပွဲကကျွန်တော်တို့ကစခဲ့တာမဟုတ်တဲ့အတွက်ဒီလိုပဲတုံ့ပြန်ရမယ်လို့ကျွန်တော်ယုံကြည်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်ယုံကြည်ချက်ကကြာကြာမခံလိုက်ပါဘူး။တော်လိုင်းရင်းနေညိရိုက်ဖို့မိုးနဲ့သူစားကိုဖိတ်ခေါ်လိုက်တဲ့အခါကျွန်တော်တို့အဖွဲ့နှစ်ချံကွဲသွားပြန်ပါတော့တယ်။ နောက်တစ်ပိုင်းကိုနောက်တစ်ပတ်ကျရင်တော့ဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်ကဒူတာပါ။မမဥမာ77ဥဒနာမီ Rose မမမတင်ဆောင်မမဂျူလိုင်းဟန်နီအာမလွေရင်မယင်နဲ့တာကိုကြီးမကိုကြီးမပြီးတော့မာဂျိမ်း Mayu dần ạ. Trò tạm. Mà lê lê. L. Nói vậy. Trò vô. Mà giá trí lê có phải. Quý. Mà mà nào. Cô tư dạng. တက္ကနိုင်မနမများတတိယကျေးဇူးပါမရွှေစင်ချီယူကိုနေလင်းဟံမမတီတီမကေတရီကိုစမတ် WS မင်းကိုဝင်းညူပူအပူပူအနေစီ Vraiment. Değil mi? Bu puan eğerli. Boş ver. Aman na. Man yok ya. Ha, nửa bề dưới mà đào mà lý mà chú thái hạ đi. အားလုံးပဲကိုမင်းကျူလာအားလုံးပဲတက်တာပါနောက်တစ်ပတ်ကျမှပြန်ဆက်ပါမယ်ရောပရိတာမှာအဲဆိုလိုက်ထားလိုက်ပါမယ်နော်